တတ္တရာဆိုတဲ့ဥစ္စာပိုင်ဆိုင်လို့ရှိရင်ဇောတိကဆိုတဲ့တထေမျိုးကြီးလည်းဖြစ်တာပဲဇောတိကတထေကြီးဘာကြောင့်တထေဖြစ်တုံးတတ္တရာရှိခဲ့လို့ခေါ်တော့ကဇတိလတထေကဘာကြောင့်တထေဖြစ်တာတုံးတတ္တရာရှိခဲ့လို့ဟုတ်ကဲ့လားတတ္တာကိုအရင်တီထားပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဇောတိကတို့ဇတိလတို့ပုံနာတို့ဆိုတဲ့တထေတွေဖြစ်လာရတာတဲ့ပုံနာတို့များဆိုလို့ရှိရင်ဖြစ် လူတာကနည်းနည်းရလိုက်တာက အများကြီးထွန်ထားတဲ့မြေကြီးကလေးအကုန်လုံးရွှေဖြစ်သွားဘယ်သူကပေးတာတော့တရားကပေးတယ်ဩတရားပေးဒါကြောင့်မို့တရားကပေးတဲ့ပစ္စည်းဥစ္စာဆိုလို့ရှင်ဖြက်လက်ဖြက်စီးလို့မရဘူးအလွန်ခိုင်ပါတယ်တရားကြောင့်ရလာတဲ့ပစ္စည်းတရာရှိနေပြီဆိုလို့ရှိရင်ဘဝတန်တရာခရီးသွားလို့ရှိရင်အမြဲတမ်းပြည့်စုံလုံလောက်နေနိုင်တယ် ဒါကြောင့်မို့တရားဆိုတဲ့ဥစ္စာပါဖို့အရေးကြီးတယ်ကျန်တဲ့ဥစ္စာအဓိကမဟုတ်ဘူးတရားဆိုတဲ့ဥစ္စာကိုတခိုးတမြကလည်းလူယူတိုက်ခဲ့လို့မရဘူးတဲ့ဟုတ်ကဲ့လားတန်တရားခရီးသွားတဲ့အခါမှာတတ္တလူဆိုတဲ့ပစ္စည်းဥစ္စာပါသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာလူဖြစ်ရင်လည်းအထက်တန်းနတ်ဖြစ်လို့ရှိရင်လည်းအထက်တန်း